Hi မင်းနဆန်ခွန်ဘန်ဝါနွေဒက်စ်ဟောတချီဒီနေ့မှာတော့အရင်တော့ငါပေးထားတဲ့ဂရီအတိုင်း channel က subscribe bar တန်းကြီးပြသွားပြီဖြစ်တဲ့ကြောင့်မလို့ hand three ခန်းကြီးလေးတွေကိုစပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါလိမ့်ရှင်အဲ့တော့ရှေ့စနေလပိုင်း JLPT မှာတော့ငါရှိခဲ့သလိုမျိုးပဲအခုချိန်ကစပြီးတော့ hand three and four သမားတွေအတွက်ဟောတချီဒီဆောင်ပွဲမတိုင်ခင်အထိလိုအပ်မဲ့ tin လေးတွေခေါင်းမိတောက်မဲ့ tin နေအရာလေးတွေကိုပူစာပေးပြီးတော့ sharing လုပ်ပေးသွားပါမယ် န်သတိသမားတွေတက်ကတော့အထူးကတော့ခန်းကြီးများများတောင်းဆိုနေတဲ့အတွက်ကြောင့်မလို့ခန်းကြီးလုတ်ပေးမယ်ခန်းကြီးလုတ်ပေးရင်နဲ့မှမိခေါင်းအတွက်ပြင်သစ်နာလေးတွေဝတ်သိတက်နိုင်သလောက်ထပ်ပြီးတော့လုတ်ပေးမယ်ပေါ့နော်အချိန်ရရင်သလောက်တော့ဝတ်သိဘက်ကစူးစမ်းပေးပါမယ်ရှင်ဒါကြောင့်မလို့ပထမဦးစားပြောချင်တာကတော့ဇန်နေတဲ့အချိန်တော့တွင်မှာဝတ်သိတို့ဒီလက်မလျှော့ဘူးအားမလျှော့ဘူးငါတို့ဒီလုတ်နိုင်သလောက်လုတ်မယ်လုတ်နိုင်တာချက်ပို့ပြီးတော့လုတ်နိုင်သေးတယ်လေကွာအဲ့ဒါကြောင့်မလို့ဇန်နေတဲ့အချိန်တော့တွင်မှာဒီနေ့တောင်အပီရင်နဲ့ ဝတ်ကြီးဘက်ကလည်းတနိုင်တဲ့မြစာကူမှတ်ပေးမယ်ရှင်းရင်းလုပ်ပေးမယ်ရှင်တို့ဘက်ကလည်းလုံးဝလုံးဝလက်မလျှော့ပဲနဲ့အဆုံးထိအတူတူကြိုးစားကြမယ်နော်ကဲဒီနေ့မှာတော့ဝတ်ကြီးကတိတော့မှတင်ခဲ့ဘူးတဲ့ခန်းကြီးငါးလုံးကိုစပြီးတော့ရှင်းရင်းလုပ်ပေးသွားမှာပါ နောက်ထပ်နောက်ချက်တွေကတော့တူရတူရ radical လေးနေနဲ့ဆက်ပြီးတော့ရှင်းရှင်းလုပ်ပြီးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဝတ္တရှိရဲ့ channel ကကိုယ့်အတွက်အယုတ်ရှိတယ်လို့ယူဆရတယ်ဆိုရင် channel လေးကို subscribe လုပ် notify လေး on ထားခဲ့လို့ရပါတယ်ရှင်။မြန်မာနိုင်ငံကဆိုရင်လေ VPN လေးခန့်ကြည့်ဖို့တောင်းဆိုပါရစေ။နောက်ပြီးတော့ကိုယ့်အတွက်အယုတ်ရှိတယ်ဆိုလို့ရှိရင်လေ comment မှာဝတ္တရှိကိုပြန်ပြီးတော့ app စကားလေးပြောသွားပေးလို့ရပါတယ်ရှင်။ကဲဒါဆိုရင်ဒီနေ့ရဲ့ခန့်ကြည့်သင်ခန်းစာကိုစကြမယ်နော်။ဒါကနေရာ ဘယ်နေရာလဲဆိုအရင်နေရာဒါကအချီဆိုတဲ့ဂျစ်ဒါကဟစ်တူဆိုတဲ့လူအရင်နေရာမှာလေလူတရစောင့်နေတယ်သူပြန်လာမယ်အချိန်နဲ့ပေါ့မော်တိုလူပြန်လာတာအတရှိအရင်တော့ကအဲ့လိုမျိုးလေးတင်ပေးခဲ့ရပေါ့နော်တကယ်တော့ဒီဟာလေးကအန်တူခန်းကြီးမှာဆိုရင်တိုးဆိုတဲ့တကားပါပဲအကျော်ခန်းကြီးနေနေတေချာပေါက်မှတ်ခြင်းနဲ့ဒူတွေကတော့ဒီတိုင်းလေးမှတ်ပါ တိုးဆိုတဲ့တကားဝလေးမှာလူတယောက်စောင့်နေတယ်။သူပြန်လာမယ်။အချင်းနဲ့ပေါ့မိုဂျိုရုပြန်လာတာ။ဒါကမိုဂျိုရုပြန်လာတာ။ပြန်လာမယ်ထင်ပြီးတော့စောင့်နေပြီမယ်။သူပြန်မလာလို့ကြတာ။နာမီတာဆိုတဲ့မျက်ရည်ရှိမှရေစက်ကလေးလေးပါတယ်လေ။အဲတော့ပြန်လာမယ်ထင်ပြီးစောင့်နေပြီမယ်။ပြန်မလာလို့ကြတာ။နာမီတာဆိုတဲ့မျက်ရည် ူပြန်လာမယ်ထင်ပြီးစောင့်ရင်းကြတဲ့မျက်ရည်ပေါ့ဒါကခန်းကြီးနှလုံးတင်ပြီးကဲကဲပြန်လာမယ်ထင်ပြီးစောင့်နေပြီမဲ့ပြန်လာလို့ကြတဲ့မျက်ရည်အကြောင်းပြောပြသွားပြီဆိုတော့နောက်ထပ်ခန်းကြီးသုံးလုံးဆက်ပြောပါမယ်ဒါကနာခူနာရီမာဆိုတဲ့တေးတာဘာတေးတာလဲဆိုရင်ခခိုးရိုးဆိုတဲ့နှလုံးသားလေးတည်သွားတာ သူပြန်မလာတော့လို့တေသွားတဲ့နှလုံးသားလေးကနေသူ့ကိုမေ့ဖို့ကြိုးစားမယ်တေတာကွယ်ဒီမှာနှလုံးသားသူပြန်မလာတော့လို့တေသွားတဲ့နှလုံးသားလေးကနေသူ့ကိုမေ့ဖို့ကြိုးစားမယ်ဝါစုထဲမှာဆိုတဲ့မေ့တာဒါပေမဲ့လွယ်လွယ်နဲ့မေ့လို့ရရင်အချစ်စေလို့ဘယ်ခေါ်ရမလဲလीနော်ဒါကြောင့် ရင်ထဲကအပူတွေတည်သွားအောင်ဆိုရင်ဒီအစိပ်ပိုင်းလေးကို မီးလို့မှတ်မယ်မီးဆိုမှတော့ပူတာပေါ့အပူတွေတည်သွားဖို့ဆိုရင်ဤဆုံးကရှိအလုံများနေမှာဖြစ်မှာပေါ့သူပြန်မလာတော့လို့တည်သွားတဲ့နှလုံးသားလေးကနေသူ့ကိုမေ့ဖို့ဆိုရင်ဤဆုံးကရှိ အလုံများနေမှာဖြစ်မှာပေါ့သူပြန်မလာတော့လို့တည်သွားတဲ့နှလုံးသားလေးကနေ သူ့ကိုမေ့ဖို့ဆိုရင်ဤဆုံးကရှိ အလုံများနေမှာဖြစ်မှာပေါ့ဒါကြောင့်ဂျပန်စာပဲလေ့လာနေဟုတ်ပြီလား